chapter 268မှာတော့တကွာလုံးအပြင်ဥပအသင်းရပါခိုင်စာရဲ့ super twin ကိုတကွာလုံးနဲ့ဥပအသင်းသားတွေကလည်းအံ့ဩနေခဲ့ကြပြီလိုရန်ဇိုကတော့အဲ့ဒီဂိုးနဲ့ဆိုရင်ခိုင်စာရဲ့တန်ကြီးကတန်900လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်အနေထိုင်မတက်တဲ့လိုရန်ဇိုကြောင့်ပေါပေါဆုတ်တွေကကျဲမြင့်မှာပြန်ကျဲကုန်ပြီအားလုံးကဝိုင်းပြီးတော့ထိနေခဲ့ပါတယ်ခိုင်စာရဲ့ twin ကိုအားလုံးကစိတ်ဝင်စားဖြစ်နေကြပါပဲဘာလို့ကတော့အီစာဂီဘာလို့မလဲဆိုတာကိုပဲစောင့်ကြည့်နေခဲ့ပါတယ်ဆန်တိုနဲ့အာရီယော ခိုင်ဇာရဲ့ကိုကိုချီးကျူးနေခဲ့ကြပြီးနီကိုကတော့ခိုင်ဇာသူ့တီလို့တာမာလာဖို့အတွက်အီဇာကီအပေါ်မှာဆွဲလန်းမှုကိုဆွံ့ပြစ်လိုက်ပြီးမလို့ဘက်စတမန်ချင်းအသေးရဲ့တိုက်စစ်ကပုံမကျန်းတန်းလာကြောင်ပြောနေပါတယ်သူတို့နဲ့ရင်ဆိုင်ခဲ့ကြတဲ့ရဘက်စတမန်ချင်းအသေးရအတော်လေးကြောက်ဖို့ကောင်းနေခဲ့တာကိုအခုအချိန်မှာပိုပြီးတော့တိုးတက်လာသေးရဲ့လို့အိုက်ကူကပြောနေပါတယ်ခိုင်ဇာရဲ့ကိုအပေါ်မှာတက်ကြွနေခဲ့တဲ့ရှီရိုကိုကာရာဆူကပါဇက်ပိတ်ထားဖို့ပြောလိုက်ပြီးသူတို့အတင်းအခွင့်အရေးများများရဖို့အတွက်ရှီရိုကပ္ပိန်အမေရိကဆီကနေရအောင်ခွာဖို့ပြောနေခဲ့ပါတယ် ။တပတ်မှခါရဆူကဇန်တဆူကိုမင်းဆက်ပြီးတော့ပြေးနိုင်သေးလားလို့မေးပါတယ်။မပြေးနိုင်လည်းမရဘူး။မင်းတို့အတင်းကဆုပ်ပြတ်တက်နေတာ။ထိုကီမီဆူကတော့ဒီတိုင်းဆိုရင်သူတို့ရှုံးမှာပဲဆိုပြီးတော်တော်လေးဆက်လှုပ်ရှားနေပြီးတော့တပတ်မှတည်ငြိမ်နေတဲ့နာနာဆဲကအကြံအသစ်ကိုပဲစဉ်းစားနေခဲ့ပါတယ်။မာစတာနီယောရဲ့ခုံမှာတော့လူကီကခိုင်စာကိုဒီလိုမျိုးစင်ကဲပြောင်းလဲစေချင်တာမလားလို့နိုအောင်မေးလိုက်ပါတယ်။နိုအောင်လည်းအေးဒါပေမဲ့စကားမဆက် လိုကီယိုမင်းရဲ့အတင်းကခွေးပြင်းနေတဲ့အချိန်မှာတခြားအတင်းရဲ့ကစားသမားတွေကြောင်းသွေးနေတာလက်ပြလုံးရဲ့လားလို့မေးလိုက်ပါတယ်လိုကီကတော့သူ့အတင်းသားတွေဘာဖြစ်ဖြစ်ဂီးမဆိုင်ပဲခြားရဲ့စိတ်ကဲပြောင်းလဲမအောင်ပဲဂီးဆိုင်တာဖြစ်ပြီးတော့အဲ့ဒီအရာလဲမကြတော့ပါဘူးဘတ်ဆက်မန်ချင်းအတင်းကဆက်လက်ပြီးတော့တိုးတက်နေပြီးအီဆာကီရဲ့တိုးတက်ပြောင်းလဲမှုအပြင်အခုဆိုရင်ခိုင်စားကလည်းညံလင်းပွင့်သွားခဲ့တဲ့အတွက်အချိုးဆက်အနေနဲ့ကီယိုရာဟီယိုရီတို့ကဘတ်ဆက်မန်ချင်းအတင်းရဲ့ကစားပုံနှမျိုးကိုအတိတ်အဆန်းအနေနဲ့ယူဆောင်လာပြီးတဲ့ဆိုပေမဲ့သူတို့ရဲ့ဓာတ်ရုပ်ဗေဒတုံ့ပြန်မှုကတော့မပြီးမြောက်သေးပါဘူး ဒါကြောင့်မလို့အခုချိန်မှာရင်လုံနိုင်တဲ့အရာတော့အားလုံးဖြည့်ဆည်းပြဖို့ပဲဖြစ်ပါတယ်။ရင်ကနာနာဆယ်ကိုလူပေးလိုက်တဲ့အချိန်မှာအီစာဂီကလူပြန်ပေးဖို့အခွင့်အရေးမပေးဘဲတမ်းပြီးတော့ကတ်လာပါတယ်။အီစာဂီတယောက်တည်းတည်းမဟုတ်ပဲဟီယိုရီကပါကတ်လာတဲ့အတွက်ကြောင့်မမျှော်လင့်ထားခဲ့တဲ့နာနာဆယ်ကရင်စီကိုလူပေးလိုက်ပါတယ်။ဒါပေမဲ့ကြားရဲကခိုက်စားဖျက်လုသွားခဲ့ပြီးဂိုးပေါက်စီကိုပြေးသွားနေပါတော့တယ်။အတူတူအသင်းဖွဲ့ပြီးတော့စွန့်နေရလို့ထင်ရပေမဲ့ခိုက်စားဘောလုံးသူ့သဘောနဲ့သူလူယူသွားခဲ့တာဖြစ်ပြီးပေါင်းလို့ဖို့ဆိုတာသူရောမသိမိကြပါဘူး။တယောက်နဲ့တယောက်ကသူတို့ရဲ့အကောင်းဆုံးပုံစံနေနဲ့ တယောက်ကိုတယောက်ဖြက်စည်းဖို့ကြိုးစားနေကြတာဖြစ်ပြီးတော့ PAG တည်င်းလုံးနဲ့ရင်းရလည်းခေါင်းနဲ့ခြောက်နဲ့ခဲရရပါတယ်။ရင်းရအီဆာဂီကိုဖြက်စည်းဖို့အတွက်ဒီယိုလာခဲ့တာဖြစ်ပြီး UNICEF ဘွဲမှရှုံးသွားကြတဲ့သူ့ရဲ့အချိန်နဲ့ခွန်အားတွေအားလုံးကိုအီဆာဂီကိုနိုင်ယူဖို့တုံးချခဲ့ရတာဖြစ်ပြီးအဲ့ဒါကိုရဖို့အတွက်လည်းနှိစက်နေခဲ့ပါတယ်။ဒါပေမဲ့ UNICEF ဘွဲတော်ကအချိန်နဲ့မျိုးလို့သိစမှုအာရုံစိုက်မှုအဲ့ဒီလိုမျိုးပုံစံမျိုးသာ ပြင်ပြနိုင်မယ်ဆိုရင်အီဆာဂီနဲ့စာရေးကိုဖြက်စည်းနိုင်မှာဆိုပေမဲ့ရင်းရဒီပုံစံတိုင်းဆက်သွားနိုင်မယ်ဆိုရင်အီဆာဂီကိုရှုံးလောက်မှာပါ။အီဆာဂီရဲ့တိုးတက်ပြောင်းလဲမှုဟာမျက်စံလုံးနေခဲ့တဲ့အတွက်ကြောင့် ရင်းကအောင်ပွဲလမ်းကြောင်းမမြင်နိုင်ဖြစ်နေခဲ့ပြီးသူ့ရဲ့လက်စားချေချင်တဲ့စိတ်တွေကဖြည့်ဆည်းခံနေရပါတယ်ရင်းရဲ့ဆွဲလမ်းမှုတွေကတဖြည်းဖြည်းနဲ့ပျက်စီးနေပြီးအရာအလုံးဟာဖြည့်ဆည်းခံရပါတော့မယ်အေးဘောလုံးကန်တဲ့ enemy လို့တော့ပြောတာပဲအီစာကြီးကိုဖြည့်ဆည်းနိုင်ဖို့အတွက်ရင်းအထီးကလိုအပ်နေတဲ့အရာကတော့ဖီအားဆိုတဲ့အရာပဲဖြစ်ပြီး blue lord ရဲ့နံပါတ်၁နဲ့နံပါတ်၂ကစားသမားတို့ကထိတ်တိုက်တွင်းနေခဲ့ကြပါတယ်ခနာကုန်နဲ့တိုက်ဖို့လာတဲ့ရင်းကိုအီစာကြီးကဘောလုံးအောင်တော့ဆွဲပြီးတော့ရှောင်းလိုက်ပါတယ်လက်နဲ့လမ်းပြီးတော့ဆွဲဖို့လုပ်ပေမဲ့ ီဆာဂီကကားလိုက်နိုင်ပြီးရင်းအခြေစင်းနေတော့နာနာဆေကလူဖို့လာခဲ့ပါတယ်ဒါပေမဲ့သူတို့အားလုံးရဲ့မမြင်နိုင်တဲ့နေရအားလုံးရဲ့မျက်ကွယ်မှာသုံတယောက်ကပြင်းနေခဲ့ပါတယ်သူကတော့ကိုရိုနာပဲဖြစ်ပြီးအီဆာဂီကဖနှောက်နဲ့လူပေးလိုက်ပါတယ်ရင်းနဲ့နာနာဆေနှစ်ယောက်လုံး1 2 3လုံးနဲ့ကြော်ပြတ်သွားပြီးအီဆာဂီကဘလူးလော့ရဲ့နံပါတ်1ကိုအောင်မြင်စွာကြော်ပြတ်နိုင်ခဲ့ပါတယ်ရင်းရဲ့လှုပ်ရှားပုံတွေလည်းအီဆာဂီကအပြေးဝနားလိုက်သွားခဲ့ပြီးလှုပ်ရှားပုံတွေကိုခံမနိုင်နေပါတယ်အခုချိန်မှာတကွင်းလုံးကအီဆာဂီကိုအဓိကထားလဲပက်နေခဲ့ပြီး တိုက်စစ်မှုနှစ်ယောက်ထဲကတယောက်ဖြစ်တဲ့ရှီရိုကခူနီဂါမီစောင့်ကြည့်တာခံထားရတဲ့အတွက်ကြောင့်သူ့ကိုလိလိရှူထားလို့ရပြီးဆောနာရောကကြော်ဖြတ်ခဲ့တယ်လို့မျိုးကြော်ဖြတ်နိုင်အစဉ်ပြေပြီးတော့မခတ်မှန်းနဲ့နဲ့ခြားစစ်ရဲ့အကွက်တွေကိုအီစာကီကတေချာစောင့်ကြည့်နိုင်မယ်ဆိုရင် PG အသင်းရဲ့တိုက်စစ်ကိုဖျက်ဆီးနိုင်မှာပဲဖြစ်ပါတယ်အခုချိန်မှာဂိုးသွင်းဖို့အတွက်အခွင့်အရေးရှိတဲ့သူကတော့မက်ကယ်ခိုင်စာပဲဖြစ်ပါတယ်ဆောနာရောကစူပါဂိုးကို ပြန်လုံနိုင်ဖို့အတွက်အခွင့်အရေးတော့နည်းတယ်ဆိုပေမဲ့ဂိုးသွင်းတဲ့နေရာတွေမှာပဲနေရာယူနေခဲ့တဲ့အတွက်ကြောင့် ပြန်မဲ့အတင်းရအီစာကီနဲ့ခိုက်စားကိုထိမို့အတွက်ဆိုရင်သူတို့ရဲ့အခွင့်အရေးကမရှိသလောက်ဖြစ်နေခဲ့ပါတယ်သူတို့အနေနဲ့အီစာကီကိုအစွမ်းကုန်သားမယ်ဆိုရင်ခိုက်စားကဂိုးသိမ်းမှဖြစ်ပြီးခိုက်စားကိုအစွမ်းကုန်သားမယ်ဆိုရင်တော့အီစာကီကဂိုးသိမ်းမှဖြစ်ပါတယ်အခုချိန်မှာဘတ်ဆတ်မှန်ချင်းအတင်းရအတော့ပါဆုံးတောက်ပါနေပြီးအတန်အမဆုံးအနေနဲ့စင်ခဲပြောင်းလဲနေပါတယ်တစ်ဖက်မှာအီစာကီကိုမရှုံးကျင်သေးတဲ့ရင်းကတော့နောက်ကနေဆက်ပြီးလိုက်နေခဲ့ပါတယ် ဒီစနစ်ရှုတော့ကနေကြည့်မယ်ဆိုရင်ရင်းကအကောင်းဆုံးဆိုတာညည်းပဲလို့မရဘူးဆိုပေမဲ့လိုအပ်ချက်တွေတော့ရှိနေသေးပြီအဲ့ဒီအရာတော့စိတ်ပိုင်းဆိုင်ရာဖိအားပဲဖြစ်ပါတယ်ရင်းကိုစိတ်မကျေနပ်မှုတွေနောက်ချင်းစရာတွေယူဆောင်လာပေးတဲ့ကစားသမားအလုံးထက်တမာတဲ့သူရင်းရဲ့လမ်းမှာရက်နေခဲ့တဲ့သူအဲ့လိုအတသမားမျိုးဖျက်ဆီးခြင်းနဲ့ရင်းရဲ့စိတ်ကသူ့ကိုဖလိုရဲကိုဝင်နိုင်စေတာဖြစ်ပါတယ်တစ်ဖက်မှာအီစာကီတယောက်ကတော့သူ့အပိုင်ရနေတဲ့အခြေအနေမျိုးမှာဂုံးမတင်နိုင်ဘူးဆိုရင်ကြိုးစားလာသည်မ။တဲတဲ့ရည်သွန်ဖြစ်ကုန်မှာဆိုတဲ့အတွက် ခိုင်သာကိုတားနိုင်မဲ့နီလာကိုရှာဝင်နေခဲ့ပြီးခိုင်သာရဲ့အကောင်းဆုံးအခြေအနေမှာသူရှာဝင်နေတဲ့လမ်းကိုအီစာကီတယောက်ကတွေးအောင်ရှာပြီးတော့ဖြတ်စည်းဖို့လုပ်ပါတယ်။ရုတ်တရက်ကြီးအီစာကီကခိုင်သာစီကိုပြေးသွားလိုက်တဲ့အတွက်ခိုင်သာအပါဝင်အားလုံးကလည်းကြောင်နေခဲ့ကြပါတယ်။တကယ်တော့အီစာကီကခိုင်သာစီကိုအာယုံနဲ့ရလာဖို့အတွက်အရေးထဲမှာကစားတဲ့ခိုင်သာကိုမိမောင်းထိုးပြလိုက်တာဖြစ်ပြီးတယောက်ချင်းအနေထားမှာခိုင်သာကပိုတာရယ်ဆိုပေမဲ့အီစာကီရဲ့အားသာချက်ကတော့သူ့ကိုကူညီနေတဲ့ခရိုနာနဲ့ဟီယိုရီစီကအကူအညီပဲဖြစ်ပြီး ။ဣသကိဖန်တီးထားတဲ့လောင်ရင်ထဲမှာဆိုရင်တော့ခိုက်သားကဘာမှမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီလိုကန့်တက်ထားတဲ့အခြေအနေမျိုးမှာခိုက်သားကိုစောင့်ကြည့်နေခဲ့ပြီးအဲ့လိုအခြေအနေမျိုးကနေထွက်ပြေးသွားတဲ့အခါမှာတော့ဣသကိစီရင်ထားတဲ့ထောင်ချောက်တွေကိုခိုက်သားကကျသွားခဲ့ပါတယ်။ခိုက်သားကိုအရင်ဆက်လို့ရှောင်းဖိအားပေးလိုက်တဲ့အတွက်တပတ်အတင်းရဲ့ခက်ဆက်ကစားသမားတွေကသူ့ကိုတားတော့မှဖြစ်ပြီးဣသာကိရဲ့ရည်ချက်ကတော့ခိုက်သားရဲ့အရေးထဲကနေဣသာကိရဲ့လွတ်လပ်မှုကိုအစပြုနိုင်မယ့်လမ်းကြောင်းရှောက်ဖွေမှာပဲဖြစ်ပါတယ်ခိုက်သားကြောင့်ဣသာကိကဘောလုံးလမ်းကြောင်းဖွင့်မင်းနိုင်ခဲ့ပြီးခရုနာကလည်းလွတ်နေခဲ့တဲ့ဣသာကိကိုလူပေးပါတော့မယ် ိုရိုနာလူမပေးနိုင်ခင်မှာပဲရင်တားစီးရအောင်ခံလိုက်ရပြီအီစာကေကတခုခုနားလည်သွားပါတယ်အီစာကေဖန်နေခဲ့တဲ့ချုံနောက်မှုကြောင့်တိုးတက်ပြောင်းလဲသွားတာခိုင်စာတယောက်တည်းမဟုတ်ဘူးဆိုတာပါပဲစွန်းနာဖျက်လုခဲ့တဲ့အပေါ်မဖောင်းခဲ့တဲ့အတွက်ဘောလုံးလက်ခံရရှိထားတဲ့ရင်ကသူ့ရဲ့သားကောင်တွေအားလုံးသူ့ရဲ့ထိတ်ဆုံးလှုပ်ဆောင်မှုနဲ့ဖျက်ဆီးဖို့လာနေခဲ့ပါပြီရင်ုံသားဖို့ရိုက်ချီကရှိနေခဲ့ပြီးတော့နှစ်ယောက်သားဘော်ဒီရှင်နေကြတဲ့အချိန်မှာခီယိုရာကမျက်ကွက်ရနေပြေးလာပြီးတော့ကွန်ကြီးဖို့လာနေပါတယ်ဒါပေမဲ့ရင်ကအตาရပဲခြေထောက်နဲ့မြောက်တင်လိုက်ပြီးတော့သူ့ရဲ့ဘေးမှာရှိနေတဲ့နာနာဆေကိုပေးလိုက်ပါတယ် နာနာဆေးရဲ့အကူအညီနဲ့ရိုက်ချီကိုဖျက်ကျော်လိုက်ပြီးသူ့ရဲ့အရှိမှာတော့ဟီယိုရီကစောင့်နေခဲ့ပါတယ်။နေ့ကလုံးထိတိုက်သွင်းနေကြပေမဲ့ရင်းကတော့အသာအရာပဲဟီယိုရီစီကနေဘောလုံးကိုကျော်ဖြတ်သွားပြီးရင်းရဲ့အာယုံဆိုင်မှုတွေကအရင်အထက်တောင်ပိုပြီးထမ်းမြတ်လာပါတယ်။ဘောလုံးရဲ့အရှိန်ကိုလုံးဝရပ်ဖို့မကြိုးစားပဲနာနာဆေးနဲ့ချိန်ဆက်တဲ့တိုင်မြတ်တိုက်စစ်ကအားလုံးထီထီရရထိုးပေါက်နေခဲ့ပါတယ်။တကယ်တမ်းမှာတော့အားလုံးကအီဆာကီအပေါ်ကိုအာယုံဆိုင်နေခဲ့တဲ့အတွက်ရင်းကအားလုံးရဲ့လှုပ်ရှားပုံတွေကိုခံမှန်းရတာလွယ်ကူသွားပြီးအကန့်အသတ်မရှိတဲ့ရွေးချယ်စရာတွေနဲ့ပုံမလွယ်ကူသွားတာဖြစ်ပါတယ်။ မနေ့တက်စရာအချိန်နှမျိုးချုပ်ချက်ထားတဲ့အချိန်နှမျိုးမှာရောက်ဆောင်မှုပုံမတိုးတက်လာတဲ့ရင်းရဲ့ကစားပုံကတော့အီဆာဂီစီကိုဆွဲလမ်းမှုရက်လိုက်မှပိုကောင်းလာတဲ့ခိုင်စာရဲ့ချုပ်ချက်တဲ့အတမျိုးနဲ့မတူပဲအီဆာဂီပေါ်မှာအိုင်ယွန်ဆိုင်လေးလေးသူ့ရဲ့အိုင်ယွန်ဆိုင်မှုတွေကပိုပြီးတော့တာမာလေးလေးဖြစ်ပြီးတော့ရင်းရဲ့ချုပ်ချက်တဲ့အတကတကိုယ်တဲ့အတပဲဖြစ်ပါတယ်ရင်းရဲ့အတကိုနားလည်သွားပြီးဖြစ်တဲ့အတွက်ရင်းဘာလို့မလဲဆိုတာကိုရှာဖွေပြီးတားနိုင်ဖို့အတွက်နီလန်းကိုရှာဖွေနေခဲ့ပါတယ်တဖက်မှာရင်းကတော့ယူနီဆယ်ပွဲတော်လိုမျိုးခံစားချက်ကိုရရှိသွားခဲ့ပြီးတဖက်ကစားသမားရဲ့အားသာချက်ကိုထုတ်ခိုင်းပြီးတော့ အဲ့ဒီအာသာချက်နဲ့သူ့ကိုပြန်မတိုက်ခိုက်ခင်မှာဖြက်စီးပြစ်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ရင်ကသူ့လိုချင်တဲ့အခြေအနေကိုရရှိသွားခဲ့ပြီးရင်ကသူ့တမာလာဖို့အတွက်လည်းအဖြစ်ကံကစားသမားတွေကိုထပ်ပြီးတော့ဖြက်စီးနေပါတော့တယ်။ယူနီဆက်ပွဲရောအထက်ပုံမတမာလာနေတဲ့ရင်ကိုအီစာကီးကတားနိုင်ဖို့နီလန်းကိုစဉ်းစားနေခဲ့ရပါတယ်။အရင်ယူနီဆက်ပွဲမှာတော့စာရေးကရင်ရဲ့အခုလက်ရှိပုံစံကိုထွက်လာအောင်လုပ်နိုင်ခဲ့ပြီးအခုလက်ရှိပွဲမှာတော့အဲ့ဒီလိုလုပ်နိုင်တဲ့သူမျိုးမရှိသေးပါဘူး။ဒါကြောင့်ဒါကြောင့်မလို့ရင်ရဲ့အခုလက်ရှိအခြေအနေကိုဣစာကိအနေနဲ့ပိတ်သိမ်းနိုင်ဖို့အတွက်ဆိုရင် ဆိုင်ရဲ့နေရာနေရင်းရတားမှာဖြစ်ပြီးလုံနိုင်လားမလုံနိုင်ဘူးလားဆိုတာထက်လောက်ကိုလောက်အောင်မှာပဲဖြစ်ပါတယ်ရင်းရလဲသူ့အနိုင်ယူမယ်ဆိုတဲ့အီစာကြီးရဲ့အကောင်းဆုံးပုံစံကိုစိန်ခေါ်နေခဲ့ပြီးကမ္ဘာအကောင်းဆုံးဖြစ်ကြမဲ့ကစားသမားနှစ်ယောက်ရဲ့တိုက်ပွဲကအခုချိန်မှာစတင်ခဲ့ပါပြီရင်းရငယ်ဘွားကိုတပံပြက်လဲရရှိသွားခဲ့ပြီးရင်းပေါ့ဆလေးကအယုတ်တွေကိုကြမ်းကြမ်းတမ်းတမ်းစွန့်နေခဲ့ပါတယ်တီတီကြနေခဲ့တဲ့ရင်းကိုဆိုင်ရဲ့ကြီးကြီးနန်းနန်းနဲ့တီတီချာချာခီးဆိုင်ပေးနေပါတယ်ကြမ်းကြမ်းတမ်းတမ်းစွန့်လိုက်တဲ့အတွက်အယုတ်တွေကပြက်စီးသွားပြီးတော့ရင်းကသူ့အမားတွေအတွက်ဆိုင်ရဲ့ကိုတောင်းပန်လိုက်ပါတယ် ဖေးနဲ့မေကစိတ်ဆိုးကြမယ်လို့ထင်လားလို့စာရဲကိုမေးလိုက်ပြီးစာရဲကတော့ရင်းကိုစိတ်မပူဘူးနဲ့စိတ်ပြေလက်ပြောက်ရေကဲမုတ်ဝဲကျွေးလိုက်ပါတယ်စာရဲကရင်းကိုစိတ်မပူဘူးနဲ့တက်တက်လုံးသူ့ဘေးမှာအမြဲတမ်းရှိသွားပြီးမှဖြစ်ပြီးရင်းတယောက်ကတော့သူ့ရဲ့ကိုယ်ပိုင်အတားကိုရှာဖွေနေခဲ့ပါတယ်အပြင်ကနေပြန်လာခဲ့တဲ့ရင်းကိုအယုတ်တွေခဏခဏဖျက်ဆီးပြစ်နေတဲ့အတွက်သူ့ကိုစူဖို့လုပ်ပေမဲ့စာရဲကသူ့လောက်တာပါဆိုပြီးတော့လိန်ပြောလိုက်ပါတယ်အဖြစ်မှန်ကိုသိနေခဲ့တဲ့ဖေးနဲ့မေကတော့ We ain't believing that bullshit ဆိုပြီးတော့ ဆိုင်ရီကိုစကားပြောဖို့ခေါ်လိုက်ပါတယ်မြို့လေးကိုကိုစီလာကြီးဝင်နေပြီတာကြီးတို့ပြေးပြေးဒါကတော့ရင်းရဲ့စိတ်ထဲကစိတ်ကူးတွေပဲဖြစ်ပြီးခိုင်ကျူတကောင်နဲ့အီဗိုမန်တို့ရဲ့အတားအခိုက်အခန်းတွေကိုစိတ်ကူးရင်နေခဲ့ပါတယ်ခိုင်ကျူကိုအဆုံးသတ်ဖို့အတွက်အီဗိုမန်ကတကဘာလုံးကလူတွေရဲ့စွမ်းအားတွေကိုစိုးယူလိုက်ပြီးနောက်ဆုံးအုပ်ကွက်ဖြစ်တဲ့ရောင်ကြီးရန်နဲ့ခိုင်ကျူစီကိုပြစ်လွတ်လိုက်ပါတယ်လင်းနန်းလှပပြီးတော့ခိုင်ကျူကလည်းအဆုံးသတ်သွားခဲ့ပါတယ်မူဂျိုတို့ခုလုံးကကလေးတွေကအီဗိုမန်ကိုဝယ်အားပေးနေခဲ့ကြပြီး ခိုင်ဂျီကိုတော့ဘသူမှအားမပေးပါဘူးကလေးတွေကမူဂျိုဆရာမနဲ့စော်ကစားနေခဲ့ကြပြီးကျွန်တော်တို့ရင်ကတော့သူတို့စော့နေခဲ့တဲ့အယုတ်ပေါ့ကျွန်တော်တို့နဲ့လဲချလိုက်ပါတယ်ခိုရီကိုတွေ့တဲ့အခါမှလည်းအပေါ်ကနေခေါင်းဖို့ကြိုးစားလိုက်ပြီးခိုရီကထပ်ပြန်သွားခဲ့တဲ့အတွက်ကြောင့်ကျမ်းပြင်းနဲ့နှခေါင်းနဲ့ရိုက်မိသွားပြီးတော့နှခေါင်းသွေးယူသွားခဲ့ပါတယ်အမဲလိုက်တာတပြက်တာတွေကိုစိတ်ဝင်စားကြည့်နေခဲ့တဲ့ရင်ကတော့လုံးဝပုံမှန်မဟုတ်ဘူးဆိုတာသိတာပါတယ် ကျွန်တော်တို့လောရက်တွေနဲ့ဒီနေ့လည်းပြဿနာရှာလာခဲ့တဲ့ရင်းကိုသူ့အမေကသူ့ရဲ့အုတ်ထဲမှညံ့လို့လားဆိုပြီးတန်တရားဝင်လာခဲ့ပါတယ်။ဖေဖြစ်သူကတော့အရွယ်ရောက်ရင်သူ့အတူပြင်တော့မှာပါဆိုပြီးတော့ဖြောင်းပြပေးနေခဲ့ပါတယ်။စာရဲကတော့ရင်းကိုခေါ်လိုက်ပြီးဖြည့်ဆည်းထားတဲ့အယုတ်တွေကိုလည်းပြန်ပြင်ပေးထားပါတယ်။စာရဲကလည်း "तू ကငါကြောင်လား?"ဆိုပြီးမေးလိုက်ပြီးတော့အကိုဖြစ်တဲ့စာရဲကသူ့ညီလေးဘယ်လိုဖြစ်ဖြစ်ခီးမဆိုင်ပါဘူး။တချို့လူတွေကလည်းစာရဲကိုငါကြောင်လို့ခေါ်ကြတဲ့အတွက်တစ်ခါတလေစိတ်လျှောက်ရပေမဲ့ကိစ္စမရှိဘူးလို့စာရဲကဖြောင်းပြပေးပါတယ်။ကြည်ပိတာဇဝင်ကန်းကြီးကိုခဏခဏကြည့်နေခဲ့တဲ့ရင်းကို Evil Man ဗာမ ्या ထူကြနေလို့ ဲ့ဒီလောက်ကြားရတာလဲလို့မေးလိုက်ပါတယ်တကယ်တမ်းရင်တဘောကြတာ Evil Man မဟုတ်ပဲသူ့ဆက်တမ်းမာတဲ့သူတယောက်ကိုနိုင်ယူဖို့ကြိုးစားနေတဲ့ Kaiju ကိုသဘောကြတာဖြစ်ပြီးတော့သူ့အသက်ရှင်ဖို့တိုက်ခိုက်နေတဲ့ Kaiju ကိုသဘောကြတာဖြစ်ပါတယ်ခန္ဓာကိုယ်မှာအပေါက်တွေဖြစ်နေပါစေသူ့ကိုယ်သူအသေးခံရမယ်ဆိုရင်တော့မှသူရဲ့ကောင်းအနိုင်ယူဖို့ကြိုးစားခဲ့တဲ့ Kaiju လိုအကောင်ကြီးကို Rain ကသဘောကြတာဖြစ်ပြီးတော့တနေ့မှသူလဲအဲ့လိုတိုက်ခိုက်ပြီးတေးကျင်တယ်လို့ပြောရတယ်နောက်ဆုံးမှ Rain ကသူ့ရဲ့အတားကိုပြန်ပြီးတော့အမတ်ရသွားခဲ့ပါတယ် Rain ရဲ့အတားကဖြည့်ဆည်းခြင်းနဲ့စိတ်တစ်ခုတည်းမဟုတ်ပဲအသက်နဲ့ရင်ပြီးတော့ဖြည့်ဆည်းခြင်းနဲ့စိတ်က သူ့ရဲ့စစ်မှန်တဲ့ပုံစံပဲဖြစ်ပြီးတော့စိတ်ရှိတယ်လို့ထင်တိုင်းကျင်းနေခဲ့တယ်ရင်းုံသားဖို့အတွက်ခိုင်စာရောက်ရှိလာခဲ့ပါတယ်လူသားတွေကအာယုံစိုက်ထားကြတဲ့အခါမှာတတိမထားမိပဲရှောင်းအပြင်ထုတ်တတ်ကြပါရယ်အဲ့ဒီအရာမျိုးဟာဂလေးဘွားမှာခဏခဏမြင်တွေ့တတ်ရပြီးတော့ထိတ်တန့်ကစားသမားတွေရဲ့ပြောကြချက်အရာတင်းမမူကနေတတောက်တတာဖြည့်စီဖို့အတွက်အခုလောလှုပ်လှိပ်ရှိကြရည်လို့ပြောရတယ်အခုချိန်မှာဆိုရင်တော့ဘလူးလော့ရဲ့နံပါတ်1ရင်းအီတိုရှီရဲ့တကယ်ပုံစံအစစ်ကုံမြင်တွေ့နေရပြီပဲဖြစ်ပါတယ် ခိုင်ဇာနဲ့ရင်တို့နှစ်ယောက်ချင်းရှင်တွေ့ကြပြီးဆွဲဖို့လုပ်တဲ့ခိုင်ဇာရဲ့လက်ကိုရင်ကတန်းပြီးတော့ခါထုတ်လိုက်တဲ့အချိန်အီစာကီကပါရင်ကိုတားဖို့အတွက်ရောက်လာခဲ့ပါတယ်နှစ်ယောက်တယောက်ရှင်နေခဲ့ရတယ်ဆိုပေမဲ့ရင်ကတော့သူ့ကိုဖလိုရဲဝင်စီတဲ့သဘောကိုနားလည်သွားခဲ့ပါတယ်တပတ်အရန်သူရဲ့အကောင်းဆုံးဆိုတဲ့လက်နက်ကိုဆွဲထုတ်ပြီးတော့ဖျက်ဆီးပြခြင်းနဲ့အဲ့ဒီစိတ်ဆန္ဒကသူ့ရဲ့အတက်ကိုရင်ရတဲ့အထိအောင်းစရာကောင်းတဲ့လူဆိုရင်စိတ်ရဲ့အနက်ဆိုင်ဆုံးနေရာနေပြီးတော့ဖျက်ဆီးခြင်းနဲ့သဘောတရားပဲဖြစ်ပါတယ်ယူနီဆက်ပွဲမှာတော့ရင်ကသူ့ရဲ့လုံနိုင်စွမ်းကိုအဆုံးအဆုံးအထိမြင့်တင်နိုင်ခဲ့တဲ့အကြောင်းရင်းက စာရဲ့အီတွင်ရှိဆိုတဲ့အတ္တမဆုံးဆိုတဲ့သူကိုတိုက်ခိုက်ခဲ့ရတဲ့အတွက်ဖြစ်ပြီးအခုချိန်မှာလည်းရင်ဖြက်စည်းခြင်းတဲ့သူနဲ့သူစိတ်အနှောက်အယှက်ပေးနေခဲ့တဲ့ကောင်းတဲ့ကောင်းရှိနေခဲ့တဲ့အတွက်ကြောင့်အဆုံးဆုံးဒီမြင့်နေဖို့အကြောင်းပြချက်ကလွန်လောက်ပါပြီအဲ့ဒီအတွက်ကြောင့်ရင်ကတည်တည်ကြည်ကြည်အဆုံးထိတိုက်ခိုက်ဖို့အတွက်တတိယမွေးလိုက်ပြီးတော့နေရာလုံးဖြက်စည်းဖို့အတွက်တဟုံတို့ပြေးလာခဲ့ပါတယ်ဒါပေမဲ့လည်းခိုက်စားအဲ့ဒီအကွက်သေးကိုလွယ်လွယ်နဲ့တော့ဝင်မသွားပါဘူးနေရာလုံးတပြိုင်နက်တည်းဖြက်စည်းခြင်းနဲ့ဆိုပေမဲ့ အဲ့ဒီစာအီစာဂီနဲ့လမ်းမေခွေးတွေကိုက်တာခိုင်းရတော့မယ်လို့ခိုင်စာပြောလိုက်ပါတယ်တကယ်တမ်းမှလည်း Nets ကဘယ်မှမသိထွက်ပေါ်လာပြီးတော့ Rangers ကဘောလုံးဖျက်လုသွားခဲ့ပါတယ်အီစာဂီကခိုင်စာလွတ်လွတ်လပ်လပ်လှောက်ရှားဖို့ရဖို့အတွက်တဲကြတကောင်ဖြစ်သွားခဲ့ပါတယ် Nets ကဟိုရင်လို့ပြန်ဆုံးစီခြင်းပင်မဲ့လေခိုင်စာသူနဲ့မဆိုင်တော့တဲ့ Nets ကိုဂိမ်းမဆိုင်တော့ပဲဘောလုံးရှိအောင်ပဲပြီးသွားလိုက်ပါတယ် Nets ကကန်ထွက်လာတဲ့ဘောလုံးကို Chaska ထိလိုက်နိုင်တဲ့အတွက်တိုင်ပြန်တိုက်စစ်ဆင်ဖို့အခွင့်အရေးရရှိသွားခဲ့ပါတယ် တက်လုံကြလာခဲ့တဲ့ခူနီဂါမီကြောင့်ရှီတိုကလည်းအနေငယ်လွတ်လပ်နေခဲ့ပါတယ်။တပတ်မှခိုင်သာဘလူးလော့ရဲ့ပါရမီအရှိဆုံးကစားသမားကိုရင်အီတိုရှီလို့တမ်းမလိုက်ပြီးအီဆာဂီယိုအီချီကလည်းရေယောနိုင်ယူနိုင်တဲ့အထိသူတို့ကပြောင်းလဲလိမ့်မယ်လို့ခိုင်သာကောက်ချက်ချလိုက်ပြီးဘလူးလော့ရဲ့အဓိကသူတို့နှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ရင်းနဲ့အီဆာဂီတို့ရဲ့အဓိကဆက်ဆောင်နေရာကိုလူဖို့ဆိုတာကအခုအချိန်မှာခိုင်သာအတွက်မဖြစ်နိုင်တဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ချားစီရဲ့လူပေးမှုကိုခိုင်သာကကာလိုက်နိုင်ပြီးအီဆာဂီကလည်းကိုယ့်ရဲ့လက်ရှိအခြေအနေကိုမြင်သွားပါတယ်။ရင်းရဲ့လှုပ်ရှားပုံတွေကတိုးတက်လာခဲ့ပြီးတော့ ရင်းကိုလိုက်မိနိုင်တဲ့သူဆိုလို့အီစာကီတောက်ပဲရှိပြီးတော့အိုင်ယုံတိတ်မဆိုင်ခံရတဲ့ခိုင်စာပုံပြီးတော့လှောက်ရှားရတာလွဲကူရတယ်ခိုင်စာကတကူတော့တိုက်ခတ်ဖို့လုပ်တဲ့အခါမှာစောနာလို့သူ့အိုင်ယုံဆိုင်အောင်လှုပ်ဖို့လုပ်ပြီးအီစာကီကအဲ့လိုလှုပ်ပြန်ရင်လေရင်းကဖမ်းမိမှဖြစ်တဲ့အတွက်ကြောင့်ဒီလိုနဲ့ပဲတန်ရလည်နေတော့မှဖြစ်ပါတယ်ခွန်အားချင်းကမျှတနေကြပြီးတော့တယောက်ကထူးချွန်တဲ့အခါတယောက်ကဖျက်ဆီးလိုက်နဲ့အီစာကီရင်းခိုင်စာတို့ဟာစုံစံစိတ်ကစားကြတယ်လို့ဖြစ်နေခဲ့ပါတယ်ဆိုလိုတာကတော့အမားတစ်ခုတည်းနဲ့တယောက်ကဂိုးတင်းနဲ့မှဖြစ်ပြီးတော့တော်ရလုံးကဂိုးတင်းနိုင်စွမ်းရှိပါတယ် အဲ့ဒီအချိန်မှာအီဇာကီးယားနောက်ထပ်တကောအတွက်အဓိကတော့ချက်ကတော့သူတို့တုံးရအပြင်လီယားမြောက်အဓိကဆက်ကောင်ပေါ်လာမဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီတရားကြောင့်ကိုင်းကလုံးဝပြောင်းလဲတော့မှဖြစ်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ကိုယ်နဲ့အနိုင်ယူချင်နေကြတယ်ထိတ်ဆုံးကစားသမားတွေရဲ့ဂျန်တိုင်းနဲ့တိုက်ပွဲကစတင်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုချက်နဲ့တက်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အပင်းကြရတဲ့သူတို့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပိုင်းတွေမှာပြန်တွေ့ကြတာပေါ့